ဗီဒီယိုလေးကတော့မလ28ရက်နေ့မှာငလင်တန်းခံခဲ့ရတဲ့ဒုထဝရီမြစ်ကိုတွားရောက်ကြည့်ရှုထားတဲ့ဗီဒီယိုကိုကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်။ကျွန်တော်ပြန်လဲ sharing လုပ်ပြီးတော့ပေါ့နော်။ဆိုတော့ကျွန်တော်ကအခုဒီရပိုင်းအတွင်းမှာမလေးရှားသတင်းတွေနဲ့ပတ်သက်ပြီးတော့မတင်မဲနဲ့ဒီမှာနိုင်ငံငလင်တန်းခံရတဲ့နေရာတွေတော်တော်များများကိုကျွန်တော်ရွေးပြီးတော့တင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့မလေးရှားမှာနေတဲ့လူတွေကိုယ်နိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတော့ကြည့်လို့ရအောင်လို့ ောက်ပြီးတော့ဖြစ်ပျက်ခဲ့ပြီးသားအရာတွေလည်းပြန်ကြည့်လို့ရအောင်လို့ကျွန်တော်ပြန်လည်းမျှဝေပေးခြင်းဖြစ်ပါတယ်။နောက်ပြီးတော့ထပ်ပြီးတော့တင်မဲ့ပူဇော်ရီကတော့ကျွန်တော်တို့အရင်ကလေးမဖြစ်ခင်ကပူဇော်ရီကိုကျွန်တော်ပြန်လည်းရှာဖွေပြီးတော့ပြန်တင်ပြီးတော့ကျွန်တော်အကောင့်ထဲမှာပြန်လည်းစုစည်းတော့မှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီအရာတွေကကျွန်တော်တို့မရောက်ခဲ့ဘူးတဲ့နေရာတွေ menu အကြောင်းတော့အင်းဝါတို့ဘာလို့စကိုင်းတို့ဘာလို့ဆိုတော့ကျွန်တော်တို့မရောက်ခဲ့ဘူးတဲ့နေရာတွေအများကြီးရှိပါတယ်။အဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့ မသွားခဲ့ဘူးတဲ့နေရာတွေဖူးယူတွေကိုကျွန်တော်ပြန်လဲရှာပြီးတော့ကျွန်တော်80လောက်ပြီးတော့ပြန်လဲမျှဝေပေးဖို့လည်းရှိပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒါမျိုးပြန်ပြီးတော့80လောက်ပြီးတော့ပြန်တင်มาလဲဆိုတော့ကျွန်တော်အကောင့်ထဲမှာစုထားခြင်းဖြစ်တယ်လို့ကျွန်တော်တို့မရောက်ခဲ့ဘူးတဲ့နေရာတွေကလည်းနောက်အချိန်ကြာလို့ရှိရင်ပြန်ပြီးတော့ကြည့်လို့ရအောင်လွှမ်းဆွတ်လို့ရအောင်ကျွန်တော်ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်။အခုကတော့ကျွန်တော်နဲ့တူတူဒုထဝရီတရားကိုတွားတဲ့ဗီဒီယိုကိုတွားကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အခုကျွန်တော်ရဲ့အကောင့်မှာ like and subscribe ပေးဖို့လဲကျွန်တော်နောက်ဆုံးပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်အကောင့်မှာအခု YouTube partner ဖြစ်သွားပါပြီအဲ့ဒီအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကဲအားလုံးပဲကျွန်တော်နဲ့အတူတူ menu အဲဒုထဝရီကဒါကိုတွားကြည့်တဲ့အပူရီဗီဒီယိုကိုအတူတူပဲ like ကြည့်လိုက်ကြအောင်နော်ခုကျွန်တော်တို့အင်းဝါသွားနေတာပေါ့လေ menu အောက်ကျောင်းကိုသွားနေတယ်ပြီးတော့ကျွန်တော်လမ်းမှာလည်းဒီကျွန်တော်တို့ မလနဆက်ရှင်းနေရငလင်ကြောင့်မလို့ဒီအိမ်နေပါတယ်မြေပြိုတဲ့ထဲပါသွားတယ်ဒီဝဲတန်းရွာကိုလည်းဝင်မှုရှိတယ်ဒါအမြန်လဲရနေတော့သွားလို့မရဘူးကျွန်တော်တို့ဒါအဲရန်ကုန်မန်းလေးလမ်းဟောင်းကနေသွားနေပါတယ်အခုတော့အဲမြေငယ်တိုးဘိတ်ကိုကျော်လာခဲ့ပြီပေါ့အပလိတ်ဘက်ကနေသွားရပါမယ်အဲအခုကျွန်တော်တို့ပလိတ်လမ်းစုံကိုရောက်ရှိလာပြီရန်ကုန်မန်းလေးလမ်းဟောင်းပလိတ်လမ်းနဲ့ဆုံတဲ့လမ်းစုံပေါ့အခုတော့ကျွန်တော်ပလိတ်ထဲကိုသွားနေပြီဒါပလိတ်ကနေမှတစ်ဆင့်ကျွန်တော်တို့ တပေတန်းရွာကိုသွားမယ်တပေတန်းရွာမှာတစ်ဆင်းကျွန်တော်တို့အင်းဝကိုသွားပါမယ်အင်းရဲ့တိုင်းပဲကျွန်တော်တို့ဒီလမ်းအောင်အပြေပဲသွားရစ်တယ်အမြဲလမ်းအောင်သုံးသားဝင်ကြတာကျိုးသွားတယ်ဆိုပလိတ်ထဲကနေပဲဖြတ်ပြီးတော့သွားနေတာလမ်းအောင်အပြေပဲကျွန်တော်တို့အခုပန်းလောင်တကားကိုရောက်ရှိနေတာဖြစ်ပါမယ်အဲဒီတိုင်းနဲ့လမ်းချက် မတော်ပေးနေကြတဲ့အစားအသောက်တွေပါတော့။အနေရောမြင်ရတဲ့အတိုင်းအလောင်းတော့ဖြတ်ကူပြီးပါပါသူကျွန်တော်တို့တွေးနေရတာကတော့အလုပ်ထောက်ဝင်စားရဲ့အပြည့်အစုံအခြေခံ။ဒါန်းနေတော်တော်ပြတ်သွားတာပေါ့လေ မြင်ရတဲ့အတိုင်းပဲဒီမှာတမလာ28ရက်နေ့ကငလင်လောက်ခတ်ပြီးဒီနေ့ April 19ရက်နေ့အမြင်လမ်းပေါ်ကလောက်ထပြီးတရားအခြေအနေပေါ့ဒီမှာတော့ကျွန်တော်ကျွန်ဝင်ကောင်းနေအောက်ထဲလို့ ဒီမှာကျွန်တော်အမြန်လမ်းပခုံးထားတယ်အကောင်ဣပြီးတော့ဘေးကိုကျွန်ထွက်ကုန်ဒီမှာဆိုရင်ဘုံကပြိုပြီးတော့လမ်းသားကိုအိကြပါလို့နေထားပေါ့လို့ မနိုင်တော့58မှာရှိရဲ့တို့ထောက်ဒီတရာချင်းကက်လန်ရဲ့အပြည့်စီအခြေအနေပေါ့ကျွန်တော်ဒီမှာမိုင်းတိုင်း358မိုင်းပေါ့ဒါဟုတ်ထောက်ဒီတရာအခြေအနေပဲဖြစ်ပါတယ်တခြား YouTube video တွေကလည်းကျွန်တော်တို့ကြည့်ကြပါမယ်ရှင်လို့ရပါတယ်အခုဆိုရင်ကျွန်တော်တို့ကလည်းဒါကဒါကိုပါနေပြီဆိုပြီးတော့ပြန်ပြီးပါတယ်ရှင်းပါမိရတဲ့

ီပြုံနေနေတိုင်းလမ်းကြည့်တိုင်းတော့ပဒါကတော့လုံးဝပြစီရေချင်းနေလမ်းပေါ်ကကျွန်တော်တို့ဒီဒုဋ္ဌဝတိတရားရဲ့ကျွန်တော်အနေနဲ့အစည်းပြုကြနေတဲ့အခြေအနေလေးပါခင်ဗျာဒါနဲ့55%ရောက်ရေးလေးတိုင်းတွေပါရိုင်းထွက်ကုန် ဒါတော့ကျွန်တော်တို့ဒါဒုထဝတိမြေပူတွေ့နေရတာပဲဖြစ်တယ်ခင်ဗျာစကိုင်းပြေရီတဲ့တော်တော်ကြီးကိုနာမည်လည်းကြီးတော်ပါလေဗျာတော်တော်ကြီးကိုလည်းဆုံးရှုံးမှုတွေပြဆက်လိုက်ရတာဒီအသက်ဒီအများကြီးကိုရနာကြကောင်းလာပါလေဗျာတော်တော်ကြီးကိုလည်းလှုပ်ခတ်သွားပါလေ ဟိုမှာကျွန်တော်တို့ညာတဖြောင်းနဲ့ရှိတဲ့လမ်းတဖြောင်းနဲ့ရှိတဲ့လမ်းဒီနေရာလေးကတော့ကျွန်တော်တို့စကိုင်းမြို့နဲ့ကြောက်တာကြေးရွာပါနော်အရှိဘက်မှာစကိုင်းတောင်ယူရှိရယ်စကိုင်းတောင်ယူရဲ့ရှေ့ဘက်မှာအဲကြက်ထောက်ကန်ကြီးရယ်ကြက်ထောက်ကန်ကြီးရဲ့ရှေ့ဘက်မှာအဲမှာအရာဝတီမြည်ကြီးရှိပါတယ်အရာဝတီမြည်ရဲ့ရှေ့ဘက်မှာမန္တလေးရှိပါတယ်ဗျာနော်အခုကြည့်ကျွန်တော်တို့လှည့်ပလိုက်သလိုပဲဗျာ 南湖龙华谷梅里上谷呢，安里谷上嘛嘞，啊，叫侬说点，其他银行里不好比比楼开开来不喏。ဒါ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  ਈ ကိုနေဝင်သွားတော့အခုဒါ ਈ နေသွားတာဟိုက်ပြီးတော့ကျင်းချသွားတာဒါပေမဲ့အော်ဖဲမှာတော့ဘလောက်လိုင်းဖွဲ့ပြီးဘလောက်ပြူနေလဲတော့မသိဘူးပေါ့ကွာဒီဥစ္စာဒါ ਈ ကိုပေါ့တိတိတသာ ਈ ကိုနေဆင်းသွားတာ ဒါဒါဒါကျွန်တော်ရဲ့မိတ်ဆွေများမြင်နိုင်သိနိုင်အောင်လို့ကျွန်တော်ဘဂုတုတ္တအနေနဲ့ကျွန်တော်တင်ပေးလိုက်တာပါအဲ့မှာတလျှောက်ကြီးပဲတလျှောက်ကြီးအဲ့မှာကျော်လိုင်းလိုပဲလောလောကသွားတာတွေอ่ะအဲ့မှာတလျှောက်ကြီးသူ့မိတဲ့နေရာအပင်ဆိုလည်းမညာဘူးဟိုပါလေအဆောက်အုံလည်းမညာဘူးဟိုမှာဟိုမှာတော့ပြပင်းဆိုရင်လည်းလုံးဝညှို့ချောက်ပြောသေးသွားတာ အဲအကောင်လုံးတောင်းမှာဆိုရင်တောင်ညိုရှိတယ်တောင်ညိုတောင်ဘက်မှာထွက်ခေါင်ရှိတယ်အဲအဲ့မှာတခြားလုံးပဲအဲ့ဒါကျွန်တော်တို့စကိုင်းမြူကြီးကိုလည်းဖြတ်စည်းသွားတာဒီ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 ပြည့်ရွေးဒီပြည့်ရွေးအတော်ရက်ဆက်တဲ့ပြည့်ရွေးအလုံးကျမချမ်းသာကြပါသည်ဗျာ